ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဇီယာကနွားလေးနဲ့ရာခင်းဘက်ကိုသွားနေပါတယ်သွားကြနွားလေးတို့ငါတို့လုပ်တွေအများကြီးရှိသေးတယ်စပားတွေသွားရအောင်မေးသွားကြမေး ။ရာကင်းကိုရောက်တော့ဇေယကစပါးတွေကိုရေးလိုက်ပါတော့တယ်။အရင်ကပင်မန်းတာပဲတော်တော်လေးလက်ပေါက်ကတ်တယ်လို့ပါလား။အိမ်အတွက်ရေးခါတော့ရပြီ။ကျန်တဲ့ပစ္စည်းတွေကိုငါယူသွားပြီးကျန်တာဟင်းမင်းကိုယူခိုင်းနိုင်မယ်။အရင်ပင်မန်းသွားပြီ။ဇေယကကောက်ရိုးတွေကိုယူပြီးလက်ပေါက်ကိုတင်ကသွားလိုက်ပါတော့တယ်။ရောက်လာပြီလားမရောက်သေးဘူးအခုထိလမ်းပေါ်မှာပဲရှိသေးတာ ဒါမဲ့မြင်မြင်ပြန်လာခဲ့မယ်။ကောင်းပြီလေ။ဒါဆိုအေးအေးဆေးဆေးလာခဲ့။ကျွန်မစားတော့ဖို့အတွက်လည်းယူခဲ့အောင်နော်။အိုဟိုမင်းကလေကျူမပြုံး။ကိုစားတော့ဖို့အတွက်ဘာမှယူမလာဘူး။မဟုတ်ပါဘူး။ရှင်စတယ်လို့ပြန်စနေရပါ။အော်အဲ့လိုလား။ကို့ရူတီပူပူလေးလှုပ်ကြည့်ပါဦး။ကိုပိုင်ရမ်းစာနေပြီ။ဟုတ်ပါပြီ။အထဲဝင်နေ။ရောက်ကတိရောက်ခမနဲ့ဇီယာကစားဖို့အတွက်ထိုင်လိုက်ပါတော့တယ်။ ဖြူဖြူကမိဖို့ပေါ်မှာရူတီပူပူလေးကိုလှုပ်ထားပါတယ်။ရူတီလှုပ်ဖို့ကလည်းရမ်းခတ်တယ်။လက်နဲ့လှုပ်ရင်းကိုအေးခံရတယ်။ချွေးမပြောတာမှန်တယ်။ရူတီလှုပ်ရတာရမ်းပင်မှန်တယ်။အဲ့လိုမှပိုအရသာရှိတာ။အဲ့ဒီပေါ်မှာဒင်းဂျင်ထက်လိုက်ရင်ပိုပြီးတော့တောင်စားလို့ကောင်းသေးတယ်။ဖြူဖြူကအားလုံးကိုရူတီလှုပ်ပေးလိုက်ပြီးရူတီပေါ်မှာဒင်းဂျင်တွေတင်ပြီးတော့ထည့်ပေးလိုက်ပါတော့တယ်။အရသာရှိစွာနဲ့သူကစားနေခဲ့ပါတယ်။ အရန်ကိုကောင်းတာပဲဘိုက်တောင်ပြေးသွားသည်ဟုတ်တယ်မေရောပဲအပြင်ထွက်ပြီးအစာချေသွားအောင်လမ်းလျှောက်လာအောင်မယ်အားလုံးကစားပြီးထမဲ့အချိန်ဇီယစီကိုဖုန်းဝင်လာခဲ့ပါတယ်တော်စင်ကဘလူးဖြူပြီးဖုန်းဆက်လာတာလေဖုန်းကန်လိုက်လေဇီယကဖုန်းကန်လိုက်ပါတယ်ဘာဖြစ်လို့လဲအားလုံးအဆင်ပြေတယ်မလားအားလုံးအဆင်ပြေပါတယ်အခုအိမ်မရောအားလုံးနေကောင်းတယ်မလားအမေနဲ့ဖေရောအမေရောဖေရောနေကောင်းပါတယ် မင်းတော့တနေ့ထဲနဲ့အကိုတို့ကိုမေးသွားတာပဲအကိုတို့စီလာလဲမလဲတော့တယ်လို့မြို့တက်လက်ထပ်ပြီးကြတဲ့ကရွာတော်မလာတော့ဘူးအဲ့လိုမဟုတ်ပါဘူးကိုကျွန်တော်လာမှာပါ ကျွန်တော်မှစဉ်စဉ်ရှိပါတယ်ဒါကြောင့်ပဲဖုန်းခေါ်လိုက်တာဟုတ်လားဘာလဲပြောပါအောင်ကျွန်တော်နဲ့နီနီမနဲ့ပြန်လေးရွာကိုတလလာနေမှာတုံစင်ပြောတာကြားပြီးဇီယာလေးပြုတ်သွားပါတော့တယ်မင်းတကယ်ပြောနေရလားအရင်နှစ်တုန်းကလိုတော့ရှောက်ပြောနေတာတော့မဟုတ်ဘူးမလား ဘာလို့လို့ပြောရမှာလဲအရင်နှစ်ကအရေးကြီးစီးဝေးရှိလို့မလာပြစ်လိုက်တာပါဒါမဲ့ဒီတစ်ခေါက်တော့တကယ်ဟုတ်လားမဟုတ်ပါပြီအကူအားလုံးကိုပြောပြလိုက်မယ်မင်းနဲ့နီနီဖြည်းဖြည်းချင်းစီလာခဲ့ပေါ့ဘူတာယုံကိုရောက်ရင်ဖုန်းဆက်လိုက်လာခေါ်မယ်ကောင်းပါပြီကိုမနေ့ပြန်တွေ့ကြမယ်တော်စင်နဲ့ဖုန်းပြောပြီးတဲ့နောက်တကယ်ပဲတော်စင်လာမလားဟုတ်တယ်မေတော်စင်နဲ့နီနီမနေ့ပြန်လာမယ်တဲ့တလနေမေပြောတယ်အရန်ကိုကောင်းတာပဲနော်ဟုတ်တယ်ရန်ကောင်းတယ်ကောင်းပါတယ် ဒီမှာလာလဲပြီးတော့ခဏအပန်းဖြေရတာပေါ့သူ့မတွေ့ရတာလဲတနစ်ကျော်သွားပြီဟုတ်တယ်မြို့တက်ပညာသင်ရင်လက်ထပ်လိုက်တယ်အခုလဲအဲ့ဒီမှာပဲအလုပ်ရသွားတော့ဒီလာဖို့ရန်ုံနေသွားတာအခုလိုတလလာလဲမှာဆိုတော့ရန်ကောင်းနေတော်စင်းနဲ့နီနီတို့လာလဲခဲ့ကြပါတယ်မနေ့မှာတော့တော်စင်းနဲ့နီနီကဗုဒ္ဓယုံကိုရောက်သွားပါတယ်ပြီးတော့ဇေယကို ဖုန်းဆက်လိုက်ပါတယ်အခုကျွန်တော်တို့ဗုဒ္ဓယုံရောက်ပြီဟုတ်ပြီအခုအခုလာနေပြီနောက်ထပ်9မိနစ်လောက်ပဲဆောင် ဖုံးဆက်ပြီးတဲ့နောက်သူတို့ခုံပေါ်မှာထိုင်နေပါတယ်။အကိုဘယ်တော့လာမှလဲ။ပြောတော့9မိနစ်ဆိုပြီးနိုင်ဝဲလောက်တောင်ရှိနေပြီ။စိတ်မပူပါနဲ့အကိုရောက်လာတော့မှာပါ။ဘာနဲ့လာနေတာမလို့အဲ့လောက်တောင်ကြာနေရတာလဲ။ကြည့်ရသေးတာပေါ့အကိုဘာနဲ့လာနေလဲဆိုတာ။ဇေယကသူတို့စီကိုနွားလေးနဲ့ရောက်သွားတော့တော်စင်တဲ့နီနီလေးရောက်လာပါတယ်။မင်းတို့နှစ်ယောက်နေကောင်းရဲ့လား။နေကောင်းပါလေကိုခဏတော့ပစ္စည်းတွေအရင်တင်လိုက်အောင်မယ်။ တော်စင်းကပစ္စည်းတွေကိုလှဲဖို့ကိုတင်လိုက်ပါတယ်။အဲဒီချိန်မှာနီနီကကြည့်နေပါတယ်။သူကတော်တော်လေးကိုစိတ်ညစ်သွားပါတော့တယ်။ဒါဘလို့လှဲလဲ။နီနီဒါနွားလဲလေ။ဒါစီးပြီးတော့ကိုရိုအိမ်ကိုသွားကြမောင်။ဒါတော့ကျမလည်းမြင်တာပဲလေ။ဒါလုံးဝလိုက်စီးမှာမဟုတ်ဘူး။ तू ကကောင်းကောင်းသွားပါမလား။အဲ့ဒါထက်ဒါကိုစီးရတာရှက်စရာကြီး။အားလုံးကျမတို့ကြည်နေကြလိမ့်မယ်ကြည်စေကြလိမ့်မယ်နင်းနီမင်းစိတ်မပူပါနဲ့ဒါရွာပါ ဒီရောမှာအားလုံးကနွားလေးပဲစီးကြတာပြီးတော့ဒါကိုရိုးရဲ့နွားလေးသူ့ကိုထိန်းနိုင်ပါလေကိုရိုးအခက်ခဲမရှိပါဘူးမယုံပါဘူးကျမတာတွေကိုကြောက်တယ်ကျမတို့တခြားတစ်ခုခုစစ်စင်ပေးပါလားယင် ကျမတို့စီမရှိတဲ့ကားလေးဘိန်းလေးလုံးနဲ့အဲ့ဒီကားမျိုးပဲစီးချင်တာမြမကြည့်ပါဦးအခုမှလည်းဘိန်းနှလုံးရှိတယ်လေဘိန်းမပါပဲဘလူတော့လို့ရမှာလေမြမကတော့လေအကြောက်လုံနေတာပဲဟာမတော်ချင်ပါဘူးဟုတ်ပါပြီရုံအောင်တက်သေးပြမယ် နီနီကြောက်နေတာတွေ့ပြီးဇီးရကနော်ရီကိုချက်ပြလိုက်သွားတယ်။ဟဲ့နော်နည်းနည်းနောက်ဆုတ်ပြလိုက်။ဇီးရပြောတာကိုသူတို့ကနားလေပြီးအနောက်ကိုဆုတ်လိုက်ပါတော့တယ်။ဒါရီကိုနီနီလည်းအံ့ဩသွားပါတော့တယ်။တော်စင်ကလည်းရှင်းပြလိုက်ပါတယ်။တွေ့ပြီလားနီနီဘာမှအမှားမဖြစ်ပါဘူး။ကိုပြောတယ်မလား။မင်းအေးဆေးထိုင်ပြီးကိုတို့သွားကြရုံမင်း။တော်စင်ပြောတဲ့အတွက်နီနီလေးလက်ခံလိုက်ပြီးနွားလေးဘော်ကိုတက်လိုက်ပါတော့တယ်။ အစကတော့သူကရှက်နေပါတယ်။နောက်တော့အလုံးဟာနွားလေးပဲတုံးတာတွေ့ပြီးအဆင်ပြေသွားပါတော့တယ်။ဒီမှာအလုံးကနွားလေးပဲစီးကြနော်။ကိုမင်းကိုစာကလေးကပြောတယ်လေ။စိတ်မပူပါနဲ့ဒီမှာနေတိုင်းကြာသွားရင်အလုံးအချင်းဖြစ်သွားလိမ့်မယ်။အဆင်ပြေသွားပါလိမ့်မယ်။အခုကအစားဆိုတော့အလုံးအစ်တွေဖြစ်နေတယ်မလား။အခုပြောတာမှန်တယ်။ရွာအလောက်ထိလည်းမဆိုးပါဘူး။ဒါတွေအတွက်အတွေ့အကြုံရှိတာကောင်းတာပေါ့။အိမ်ပြန်လမ်းမှာဂျိုင်းတွေရှိတဲ့အတွက် ရွာလေးမောင်းတို့လဲကဟိုရင်တရင်ဖြစ်တဲ့အခါနီနီကဒေါသထွက်သွားခဲ့ပါတယ်။ဘလို့သွားညာလဲအစအစင်ပြေမထင်တာအခုကပူဆိုးလာနေပြီ။ဘာမှမဖြစ်ပါဘူးဒါနဲ့မင်းအကျင့်ဖြစ်သွားမှာပါ။သူတို့သွားနေတာအခုဆိုရင်တနအီကြုံနေပါပြီ။နီနီလေးပင်ပန်းနေပြီးအခုထိအေးမရောက်သေးတဲ့အတွက်တတော်လေးလေးစဉ်းညင်လာခဲ့ပါလေ။ကျမတို့ပဲချိန်မှအိမ်ရောက်မှလဲရင်ရှင်ပြောတော့ပူတာယုံနာမှာဆိုရှင်ရ အခုထိအိမ်ကိုမရောက်သေးသလိုသွားတဲ့လမ်းတိုင်းမှာစိုက်ခင်းနေပဲတွေ့နေရတယ်။ကျွန်မစိုးရင်လာပြီးလူတွေလည်းတိတ်မရှိတော့သလိုပဲရှင်တယောက်တည်းနေတာလားယင်။အဲ့လိုမဟုတ်ဘူးနီနီ။ဒါရီအားလုံးကသူတို့ရဲ့စိုက်ခင်းတွေဒီနားမှာတော့စိုက်ခင်းတွေရှိပေမဲ့မကြခင်ရွာရောက်တော့မှအဲ့မှာလူတွေစုနေကြတယ်။ဟုတ်တယ်နီနီ။အရှိမတွေ့ရတဲ့စိုက်ခင်းတွေတွေ့လား။အဲ့ဒါအားလုံးကုရုစိုက်ခင်းတွေပဲ။အိုးဒါရှမ်းလာတာပဲ။ဒီမှာအသီးတွေပေါင်းစုံရှိနေရပါပဲ။ ကြည့်ရတာအရှမ်းမိုက်တယ်ဓာတ်ပုံရိုက်ပြီးဗီဒီယိုလောက်အောင်မယ်နင်းနီးကဆိုက်ခင်းတွေကိုဓာတ်ပုံရိုက်တယ်လို့ဗီဒီယိုလည်းရှင်းလိုက်ပါတယ်နင်းနီးအတွက်တွေ့ကြုံနေဟာအရင်ကိုအသက်ဖြစ်နေခဲ့ပါတယ်နင်းနီးနဲ့တုံစင်အေးရောက်သွားတော့အားလုံးကစောင့်မျှော်နေကြပါတယ်နင်းနီးဟာဒေါစောနဲ့ဦးကောင်းရဲ့ခြေထောက်ကိုထိလိုက်ပါတယ်ကျမ်းမာပါစေသမီးသမီးနဲ့သားပျော်ရွှင်စွာနေရပါစေသမီးတို့နှစ်ယောက်ဒီအိမ်ရောက်လာဖို့စိတ်ပူပန်စရာမရှိဘူးမလား စိတ်ပူပန်စရာနည်းနည်းတော့ရှိပေမဲ့အခုတော့အိမ်ရောက်သွားပြီဆိုတော့အဆင်ပြေပါတယ်။ဘာလို့အဲ့လိုပြောတာလဲသမီး။အိမ်ကတော့ရောက်မှာပါ။မဟုတ်ဘူးအဖေ။သွားတဲ့နှောင်းကြောင်ဒီနေ့တော့အိမ်မရောက်တော့ဘူးလို့ထင်နေတာ။နားလေဆိုတော့လေကြာတာပေါ့။အမြန်သွားရင်ဘယ်စင်ကြတော့မလဲ။ဒီမှာအားလုံးကအဲ့လိုပဲဆိုတော့ဖြည်းဖြည်းချင်းတင်ယူပေါ့။အိမ်ထဲဝင်လေသမီးခူးလိုက်တော့မယ်။ဟုတ်ကောင်းပါပြီ။ရိတ်ထုတ်ပြီးတော့လာခဲ့ပါမယ်။ အဲ့လိုပြောပြီးနီနီကရေချိုးဖို့ခန်းထဲဝင်သွားကဖြူဖြူကတော့မိဖို့ပေါ်မှာရူဒီပဲထမင်းနုထမင်းဒိန်ဂျင်တွေကိုလှုပ်လိုက်ပါတော့တယ်။စားစရာတွေချက်နေတော့မိကုံးငွေတွေထွက်နေပါတယ်။ဒါကနီနီအတွက်အသက်ဆန်းဖြစ်နေပါတယ်။မိကုံးငွေတွေမျက်လုံးထဲဝင်သွားတော့သူကမျက်လုံးမှိတ်လိုက်ပြီးတခုခုဖြစ်ပြီးလို့ထင်လိုက်ပါတော့တယ်။မလေးဒါဒါဘာဖြစ်တာလဲမျက်လုံးထဲဝင်ကုန်ပြီ။ကဲကြပါအောင်ကဲကြပါအောင်တယောက်ယောက်ကဲကြပါအောင်အာ ရေရေပေးပါအောင်မဟုတ်ဘူးနင်နီမကြောက်ပါနဲ့မျက်လုံးဖွင့်ပြီးတိတ်ချကြည့်လိုက်ပါအမစားစရာတွေချက်နေရပါနင်နီကမျက်လုံးဖွင့်ကြည့်လိုက်တော့အော်အမရေညီမတခုခုဖြစ်ပြီးထင်နေတာဘာမှမဖြစ်ဘူးဒီမှာလာထိုင်ပြီးတော့ထမင်းစားထမင်းပူပူလေးထည့်ပေးမယ်နင်းရဲ့မျက်လုံးကရန်ကိုဆက်နေပြီးသူဟာထိမ့်ချုပ်ပြီးတော့စားလိုက်ပါတော့တယ်။သူကစားစရာကိုရမ်းကြိုက်ပါတယ်။အမစားစရာအရန်ကောင်းတာပဲ တလောက်စားကောင်းတာညီမအရင်မစားဘူးဒါရွာရဲ့အမွေနဲ့စားစရာလေအရင်စားကောင်းတာနောက်တနေ့မနေ့မှာတော့တုံစင်ကလည်းရွာအတိုင်းဝစ်စားလိုက်ပါတော့တယ်ဒေါကွန်တွေ့တော့နီနီကပြောလိုက်ပါတော့တယ်ရှင်လဲတီရွာအတိုင်းဝတ်ထားတာပဲအရင်ကိုကြည့်ကောင်းနေတယ်ခဏနေကျွန်မဓာတ်ပုံရိုက်လာအောင်မယ်ရိုက်လေကိုလည်းအရင်နေ့ရက်တွေကိုသတိရမိတယ်ငငယ်ကလည်းဒီလိုဝတ်ပြီးအကို့ကိုကူညီဖို့လေလေသွားခဲ့သေးတယ်အခုလေအကို့ကိုကူညီဖို့လေလေလိုက်သွားလိုက်အောင်မယ် နင်းကြီးကတက်ပုံရင်ပြီးတဲ့နောက်မှာတော့မလေးကလည်းလဲသေးသွားပြီးကူညီပေးမှာဆိုတော့ညီမလည်းအမတို့နဲ့တူတူလိုက်ခဲ့မလား။ဟောက်ကောင်းပြီလေညီမလည်းလိုက်ခဲ့မယ်။မဟုတ်ရင်အိမ်မှာတယောက်တည်းပြင်းစရာကြီး။အဲ့လိုပြောပြီးတဲ့နောက်အလုံးကနွားလေးပေါ်တက်ပြီးလေကင်းမကူသွားလိုက်ပါတော့တယ်။နွားလေးကိုဖြည်းဖြည်းမောင်းနေတဲ့အတွက်နင်းကြီးကဒေါသထွက်နေပါတယ်။နွားလေးကိုစီးရတာမကြိုက်ဘူး။ဒီလိုပုံစံနဲ့ဘလို့လုပ်ပြီးရောက်တော့မှလဲအရင်ကကြာနေရောညချိန်လေးရောက်ပါမလားတော့မသိဘူး။ နွားလဲစီရင်ဒေါသထွက်လာရောနိနိအလောက်ထိဒေါသမထွက်သင့်ဘူးလေဘဝမှာဘယ်ရာကိုမှအလောက်ထိတဆုံမတွေ့ရဘူးဘေးပတ်ဝန်းကျင်ကိုလည်းနည်းနည်းလောက်ကြည့်အောင်လင်းညင်းတိုက်ခတ်မှုတွေကိုခန်းစားကြည့်ဘလောက်အေးချမ်းသွားလဲသိသွားလိုက်မယ်ပါတခုမှမအေးချမ်းမှအမြန်ပဲသွားစိတ်ချနေပြီအမြန်လဲခင်းအောင်သွားအမြန်လွတ်လွတ်အဲ့ဒါမှအမြန်အိမ်ပြန်နိုင်မှာပေါ့နွားလဲကလုံးဝမကောင်းကားတစ်စီးတာဝယ်လိုက်ပါတော့မြမမသိပါဘူး တီရွာမှာလူအများစုကလမ်းလျှောက်ပြီးတော့သွားကြတာလမ်းတွေမှာသိုးအုပ်တွေစိတ်အုပ်တွေလည်းရှိသေးတယ်ဒီမှာကားစီးဖို့ကလုံးဝမဖြစ်နိုင်ဘူးအားလုံးကနှွားလဲပဲစီးကြတာနှွားကလက်ခင်းနဲ့အတွက်လည်းအကူအညီပေးနိုင်တယ်နှွားလဲကအရရပဲဒါပေမဲ့ညီမမမကြိုက်တာဒီလိုနဲ့ပဲလေကင်းကိုရောက်သွားပါတော့တယ်သူတို့လှုပ်လှုပ်ပြီးညနေဘက်ကျတော့အင်ကိုပြန်လာခဲ့ပါတယ်နင်းနီးကနှွားလဲကြောင်ရက်တချို့တော့ညှဉ်းညွနေခဲ့ပါတယ်ဒီလိုနဲ့ပဲနေရတွေကုန်းဆုံးသွားရင်တည့်ရမှာတော့ အမဟိုညီမပြောချင်တာလေဒီမှာ market မရှိဘူးလားညီမအင်ကြီးဝယ်ချင်လို့ဒီဟိုရောက်တရားပါလာတဲ့အင်ကြီးပဲဝတ်နေရပြင်းရလဲပြင်းနဲ့ shopping ထွက်လိုက်ရင်နည်းနည်းလေးလမ်းလာလိမ့်မယ်အင်းရှိတော့ရှိတယ်ရွာတွေကလေယာဉ်တွေဖြတ်ပြီးတော့အဝေးကြီးမှာရှိတယ်အဲ့ဒီမှာဆိုင်အကြီးကြီးရှိတယ်အင်ကြီးမျိုးစုံလည်းရှိတယ်သူတို့အရင်ပြန်လာတာစောင့်လိုက်အောင်မယ်လေပြန်လာမှညနေကျမှအင်ကြီးဝယ်ဖို့သွားကြမယ်ဟုတ်ကားမှာပြီအဲ့ဒီချိန်ထိအမကိုအလုပ်ပြီးအောင်ဝိုင်းကူညီပေးမယ်အမြန်သွားရမယ် နွားလေးကအချိန်နဲ့အများကြီးကိုဖြုံးပစ်တယ်။သူတို့နှစ်ယောက်ပေါင်းပြီးအိမ်အလုပ်တွေကိုလှုပ်လိုက်ပါတော့တယ်။သူတို့နှစ်ယောက်အလုပ်ကနေပြန်လာတော့တိန်သားလုံးက shopping ထွက်ဖို့နွားလေးနဲ့ရွာပြင်ကိုသွားကြပါတော့တယ်။ထပ်ပြီးတော့နှင်းနေလေးမောင်းပြန်ပြီ။မြင်မဟုတ်ဘူးဒါနော်။သိရဲ့ဒါပေမဲ့နှေးလို့အရင်ကပြင်းနေပြီ။အခုကလေးကပြင်းနေပြီလားအချိန်တွေကြာပါသေးတယ်။ဒီလိုနှုံးနဲ့ဆိုအိမ်ပြန်နောက်ကျသွားလိမ့်မယ်မကြခင်ရောက်မှာပါနင်ရဲ့ ခဏလောက်စိတ်ရှည်ထားဟိုမှာကြည့်ကောင်းကင်ကဘလောက်တောင်လှနေလိုက်လဲမကြခင်ရှည်ကန်တခုတွေ့ရလိမ့်မယ်ဘာတခုမှကြည့်ဖို့စိတ်ဝင်စားဦးနေလုံးလုံးစိတ်ညစ်တာတမျိုးအပေါ်ကနေတိုက်တဲ့လေးရတမျိုးညီမနွားလဲလုံးဝမကြိုက်ဘူးအဲ့ဒီစားကားပဲစီးချက်နဲ့ကားဆိုအဲ့ဒီလိုဖြစ်မှာမဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူးနင်းနေရဲ့စိတ်လျှော့ပြီးတော့ပဝန်းကျင်ကိုတိတ်ချကြည့်လိုက်ကြော်စရာကောင်းမှာပါမျိုးပေါ်မှာအားလုံးအချိန်နဲ့သွားနေကြပြီမဲ့ရွာတော့အေးချမ်းပြီးတည်ငိမ့်သွားတဲ့နေရာလေမသိတော့မ ညီမအဲ့ဒီစားဖုန်းထဲကနေမူဗီပဲကြည့်တော့မယ်အချိန်ပြုံးတာအတူတူပဲဟိုနွားလက်ထက်မူဗီကြည့်တာပို့ပြီးတော့စိတ်ကိုအေးချမ်းစေတယ်ဖြူဖြူကနင်းနီကိုရှင်းပြပေးမယ်လေနင်းနီကတော့ဂေးမဆိုင်ပါဘူးဒီလိုနဲ့ဆိုင်ကိုရောက်သွားပြီးအဝင့်တွေအများကြီးကိုတွေ့ပါတယ်အခုတော့အင်းကိုကျေးနပ်သွားပြီလိုချင်တဲ့အင်ကြီးအများကြီးလဲဝယ်ခဲ့လိုက်ပြီးတီနာဆိုင်တွေရန်ကောင်းတာတော့လက်ခံရမယ်အင်ကြီးတွေလည်းလာပြီးဒီဇိုင်းတွေလည်းအရန်လာတယ်ကောင်းပါတယ် ။နောက်ဆုံးတော့ညီမကြိုက်တာရှိလို့တော်သေးတာပေါ့။အမကဝယ်အောင်မလား။အော်ရပြီညီမ။ညီမဝယ်တာနဲ့တင်လုံလောက်ပါပဲ။အမနောက်ကြမှာထပ်ဝယ်လဲရတယ်။ shopping ထွက်ပြီးအင်ကိုနွားလေးစီးပြီးပြန်လာတော့နီနီကစိတ်ညစ်လာခဲ့ပါတယ်။အားလုံးဟာနွားလေးစီးပြီးတော့အင်ကိုပြန်လာကြပါတယ်။အင်ကိုရောက်ပြီးတဲ့နောက်နွားလဲစီးပြီးတော့အပြင်သွားမယ်စာအိမ်မှာနေသားမှာပိုကောင်းသေးတယ်ရှော့ပင်ထွက်တော့ကတော့အရင်ကိုပြောစရာကောင်းတယ် အခုတော့ပျော်တဲ့စိတ်တွေကုန်ပြကုန်ပြီနင်နီကိုမင်းပြောတယ်မလားတချို့အရာတွေကိုဖြည်းဖြည်းချင်းစီခန်းစားကြည့်လေဒါဆိုမင်းကြိုက်သွားလိမ့်မယ်ဒီလိုကိစ္စတဲတဲလေးတွေကိုဒေါသယူထွက်မနေပါနဲ့မသိဘူးကျမဘေးမှမတော်ချင်တော့အိတ်တော်မယ်ဒါပဲနောက်နေ့မနက်မှာတော့နင်နီဟာဘယ်အပြင်ကိုမှမထွက်တော့ပါဘူးနင်နီဟာနွားလေးစီးရတာကိုမကြိုက်ပါဘူးအိမ်မှာနေတော့လေသူဟာရင်းကိုပြင်းနေခဲ့ပါတယ်သူစိတ်ညစ်နေတာတွေ့ပြီးဖြူဖြူကပြောလိုက်ပါတော့တယ် အကြံတစ်ခုရပြီဘလို့အကြံလဲမအမတို့အားလုံးပစ်ကနစ်ထွက်ကြမယ်တောင်ပေါ်သွားတာကြိုက်တယ်မလားနင်းနီတောင်ပေါ်သွားတာရမ်းကြိုက်တယ်ဒီမှာအဲ့ဒီຢာတွေအကုန်ရှိလားဟုတ်တယ်အားလုံးရှိတယ်အဲ့မှာနေရက်လောက်ကမ်ထွက်ကြတာပေါ့အဲ့လိုသွားရင်တေချာပေါက်ပျော်သွားလောက်တယ်ဒီကြံရမ်းကောင်းတယ်မီးဟုတ်တယ်မမြမလည်းကြိုက်တယ်ကမ်မင်းထွက်ဖို့အစင်းနဲ့မယ်ဒါပေမဲ့လေဘလို့သွားမှလဲနွားလေးနဲ့ပေါ့ဒါဟုတ်ကြတာနေနီနီကထပ်ပြီးတော့စိတ်ညစ်သွားပြန်ပါလေ သူကဒေါသနဲ့ပြောလိုက်ပါတော့တယ်။အမရဲ့အကြံကိုအရင်ကြိုက်ပေမဲ့နွားလဲနဲ့ဆိုဘဲမှမသွားချင်ဘူး။ညီမနွားလဲစီရတာလုံးဝမကြိုက်တာ။ညီမရဲ့စိတ်မပူနဲ့တခါတော့အမကိုရှုံလိုက်။အမတို့ကံမင်းထွက်ကြမယ်။ညီမမပြောဘူးဆိုရင်နောက်တစ်ခါနွားလဲနဲ့လုံးဝမသွားတော့ဘူး။အခုတော့အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ခန်းစားကြည့်ဖို့ကြိုးစားအားလုံးအဆင်ပြေသွားလိမ့်မယ်။ဟုတ်တယ်နင်းနီ။ချွေးမှဖြစ်ဖြစ်ပြောတာမှန်တယ်။တခါတော့နားထောင်ကြည့်လိုက်ပါ။အားလုံးကအဲ့လိုပြောနေတော့လေလက်ခံလိုက်ပါမယ်။ ညီမလုံးဝမကြိုက်ရင်အမြန်အိမ်ပြန်လာမှာနော်ပြီးတော့နွားလဲနဲ့လုံးဝမသွားတော့ဘူးကောင်းပါပြီစိတ်မပူနဲ့မိတဲ့နောက်မှာတော့ဖြူဖြူနဲ့နီနီဟာအထုပ်တွေကိုထုတ်လိုက်ပါတော့တယ်ဇီယာလေးနွားလေးကိုပြင်ဆင်လိုက်ပါတယ်နွားလေးမှာမိုးကိုထည့်လိုက်ပါတော့တယ်ဒီခါမှလုံးဝကားလူမျိုးဖြစ်သွားပါတော့တယ်တစည်းမှာတော့အထုပ်တွေထည့်ပြီးနောက်ထပ်တစည်းမှာတော့သူတို့ထိုင်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာအီနီနာတင်တချို့လည်းလာကြပါတယ်ပေသွားကြမလို့လေပြောလည်းမပြောကြဘူး ကိုဟာကိုသွားလဲနေကြတယ်ပေါ့အဲ့လိုမဟုတ်ပါဘူးတော့လိုက်ချင်လိုက်လို့ရတယ်နေပါစေကလေးတွေကိုဘာလို့စနေရလဲငါနင်တို့အလဲသွားဖို့ခေါ်တိုင်းနင်တို့ကညင်းနေအခုတော့တောင်းနေပေါ့လဲဖို့သွားချင်နေပြီပေါ့ဘေးမှမသွားပါဘူးဟဲ့ငါတို့လမ်းတော့မရှောက်နိုင်တော့ဘူးငါတို့ရဲ့ငေရွယ်မှုတွေကကုန်သွားပြီဒီတိုင်းကလေးတွေကိုစနေတာဟုတ်တယ်ကလေးတို့ကိုဟာကိုသွားကြတီယိုစိတ်မပူနဲ့ဟုတ်ကဲ့တော့အတော်ရှိမှတော့တခြားစိတ်ပူစရာမရှိတော့ပါဘူး အားလုံးကနွားနေဘုတ်ကိုတက်လိုက်ပါတော့တယ်။ငါရဲ့ကလေးတို့ကောင်းကောင်းသွားကြ။နွားနေစမောင်းတော့လုံးဝကိုဖြည်းဖြည်းချင်းသွားနေပါတယ်။အစပိုင်းမှာတော့နီနီကဒေါသထွက်နေပေမဲ့လည်းသူဘာမှမပြောပါဘူး။ပါဇက်ပိတ်ပြီးထိုင်နေပါတယ်။တဖြည်းဖြည်းနဲ့နွားနေဟာစိုက်ခင်းနေပြီးတဲ့နောက်တောင်တန်းဘက်ကိုရောက်သွားပါတော့တယ်။အမကြည့်ပါဦး။ကိုဘက်တောင်တန်းတွေကအရှမ်းကိုလာတာပဲ။ဟုတ်တယ်နီနီ။ဒီအားစပြီးတော့အားလုံးကနှစ်မြို့ဖွယ်ကောင်းတယ်။ဓာတ်ပုံရိုက်ချင်ရိုက်လို့ရရင်နော်။ ဗီဒီယိုလည်းရိုက်လို့ရတယ်။ဟုတ်တယ်မှာမြန်မာအမှတ်တရတွေအားလုံးသိနာမယ်။နင်းနီကနွားလင်းမှာထိုင်ပြီးပုံဝင်ခြင်းကိုတေချာကြည့်ပြီးဓာတ်ပုံရိုက်ခါအမှတ်တရတချို့ကို ဖုန်းထဲမှာတင်ထားလိုက်ပါတော့တယ်။ဒီနေ့မှာတော့ပထမဆုံးနင်းနီကရဲန်ကိုပြောနေတာပါ။နှပတဲ့နေရာတွေကိုတေချာလေးကြည့်နေခဲ့ပါတယ်။အေဂျင့်မှုတွေကိုလည်းခန်းစားမိနေပါတယ်။အမပြောတာမှန်တယ်။ပုံဝင်ခြင်းကိုအေးစိတ်ခန်းစားကြည့်လိုက်တော့အရန်ကိုကောင်းတာပဲ။အရင်ကအေးချက်နေပြီးတက်တောင့်တက်တာရှိနေတယ်။ အမပြောသားပဲတေချာလေးခန်းစားကြည့်ပါလို့အားလုံးကတောင်အုပ်ကြီးကိုရောက်သွားပါတော့တယ်ပြီးတဲ့နောက်မှာတောင်ပေါ်တက်သွားပြီးလှပတွေရှုခင်းတွေကိုကြည့်လိုက်ပါတော့တယ်အိုးမိုက်လိုက်တာဒီကိုရောက်လာရတာရမ်းကောင်းတာပဲအလုပ်တွေနဲ့ဖိအားများပြီးဒီလိုလာလေရတော့ရမ်းကိုအေးချင်းနေရောပဲမင်းပြောပါလေအလုပ်ခွင့်ယူပြီးတော့ဒီကိုလာခဲ့ပါလို့ဒီကိုရောက်လာရင်ရမ်းပြိုသွားရလိမ့်မယ်မင်းငါစကားမှနားမထောင်တာမြို့မှာဘဝကိုခက်ခက်ခဲခဲရှင်းတန်းနေတယ်လေ နောက်တစ်ခါလဲလာလေပါမယ်တောင်နှင်းတွေရဲ့ရှုခင်းကိုကြည့်ပြီးနောက်မှာတော့ပြန်ဆင်းလာကြပါတယ်တောင်အောက်ခြေနားမှာဖြူးဖြူးကမိမွေပြီးခေါက်ဆွဲပြုတ်လိုက်ပါတော့တယ်အခုလိုတောင်ခြေမှာကမ်းချပြီးတီလိုနေရတာပျော်စရာကောင်းတာပဲနော်ဟုတ်တယ်ရဲဝင်နေလို့ကောင်းတယ်မြို့မှာကျတော့အလုပ်တွေများပြီးဆင်းညက်နေရတာဒါမဲ့အခုတော့လုံးဝ relax ဖြစ်နေတယ်ဒီတောင်နှင်းနေရာဘယ်သူ့ကိုမဆိုဟေးလုံနိုင်တာပဲဟုတ်တယ်နောက်ပိုင်းကျအလုပ်ကိစ္စတွေနဲ့ဆင်းညက်နေရင်ဒီလိုလာခဲ့ဟုတ်တယ် အခုတော့အញ្ញံစားပြီးတော့အိတ်ကြမယ်ဟိနှစ်ဖြန်ကြဆက်သွားရအောင်မယ်ညရောက်တော့သူတို့ကနွားလေးမပဲအိတ်လိုက်ပါတော့တယ်နွားလေးကနှစ်စင်းရှိပြီးအမိုးလေးရှိတော့အီးကျန်းစွာအိတ်နိုင်ပါတယ်နောက်နေ့တည့်ရက်မှာတော့သူတို့ကခီးဆက်ကြပါတော့တယ်သူတို့တော့သွားပြီးတဲ့နောက်မှာရေတကွန်ရှိရာကိုရောက်သွားပါတော့တယ်ရေတကွန်ကအရင်ကလာတာပဲနော်ဒီကိုလာရတာအရင်ကပြောတာပဲကျွန်တော်တို့ရေထဲရေကူးရင်လေမင်းဘယ်သူကတားနေလို့လဲလောက်တော့ကြမယ် ဒီလိုပြောပြီးဇေယျကတော်စင်ကိုတွန်းလိုက်ပါတော့တယ်တော်စင်မြစ်ထဲရောက်သွားတဲ့အခါမှာရီပြီးတော့ပြောလိုက်ပါတော့တယ်အခုဘလို့ခံစားရလဲတောင်ကူမတရားတာပဲအချင်းမကောင်းဘလို့ခံစားရလဲကောင်းတယ်မလားဒီလိုပြောတဲ့အချိန်မှာဖြူဖြူကဇေယျကိုမြစ်ထဲကိုတွန်းလိုက်ပါတော့တယ်တော်စင်ကလည်းရီလိုက်ပါတယ်ကျေးဇူးပါပဲမကြီးအခုအခုလိုမျိုးကျွန်တော်အစားလုပ်ပြီးလို့ဒါမတရားတာပဲဘာမတရားတာလဲ အကိုကလည်းလှုပ်တာပဲလေဘသူရေပုံကုန်နိုင်လေလို့ပြန်ကြရအောင်ဒီလိုမလုပ်ရတာအရင်ကြာနေပြီလေဘာမှမဖြစ်ပါဘူးအခုလှုပ်ကြတာပေါ့ဒီလိုနဲ့ပဲသူတို့ကအတော်လေးပျော်ပါလိုက်ကြပါတော့တယ်ဖြူဖြူနဲ့နင်းနေလေးထမင်းဟင်တွေချန်နေပါလေဇီးရနဲ့တော်စင်ရေကူးပြီးတဲ့နောက်အင်ကြီးလေးပြီးရောက်လာကြပါတယ်အားလုံးကထမင်းထိုင်စားလိုက်ကြပြီးပစ်ကနစ်ရဲ့အရာတော်ကိုခန်းစားလိုက်ကြပါတော့တယ်ရွာစားစရာတကယ်အကောင်းဆုံးဆိုတာတော့လက်ခံရမယ် ။တရားစားစရာတွေကိုအရင်ကြိုက်တယ်။တကယ်စားကောင်းတယ်။ကိုလည်းအရင်ကြိုက်တယ်။ကျွန်တော်အရင်ပြောတယ်။ဒီကိုရောက်လာပြီးပြောစရာတချို့ကိုဖန်တီးရတယ်။အမပြောတာမှန်တယ်။တချို့အရာတွေကို အလင်းလိုမလုပ်တဲ့အောင်ဘဝမှာတချို့အရာတွေကိုအေးဆေးလုပ်တဲ့နယ်။အဲ့ဒါမှအရသာလဲတမျိုးခံစားရမှာ။ဟုတ်တယ်။အလင်းလိုစရာပါလို့လို့လဲ။ဘဝကဒီလိုပဲကုံဆုံးသွားမှာပဲလေ။အဲ့ဒါကြောင့်တချို့အရာတွေကိုသေချာအေးဆေးစဉ်းစားပြီးတော့မှတည်တည်ငြိမ်ငြိမ်လုပ်တဲ့နယ်။ဒါမှအရသာမတူညီမှာ ဒီလိုနဲ့ညံ့ရုံသွားပြီးတော့ထမင်းစားပြီးနွားလေးမှပြင်ရင်လိုက်ကြပါတော့တယ်။နောက်တရံမှာတော့သူတို့လေးယောက်လုံးအင်ပြန်လာကြပါတယ်။တရံလုံးမောင်းပြီးတဲ့နောက်မှာညံ့မမအင်ပြန်ရောက်လာခဲ့ပါတယ်။ကဲခလေးတို့ခကြီးဘလို့လဲပြောခဲ့ရလား။အဖေအရန်ကောင်းတယ်။သားတို့အများကြီးပြောခဲ့တယ်။သားတို့ရွာရဲ့တောင်တန်းတွေကိုအတော်ကြာမှပြန်တွေ့ခဲ့ရတယ်။အရင်နေ့ရက်တွေကိုသတိရသွားတယ်။ဟုတ်တယ်။သမီးနဲ့အရန်ပြောခဲ့တယ်။လုံးဝမေ့မှမဟုတ်ဘူး။ နောက်တစ်ခါလဲလာလဲအောင်လေတခါတလေလောကကြီးနဲ့နီးကပ်ဖို့လိုတယ်လောကကြီးကအများကြီးတင်မေးတယ်ပျော်စရာတွေလည်းရတယ်သမီးရဲ့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ခီးထွက်ရတာအရင်ကကျင်းတ်သွားပါတော့တယ်အခုတော့ကျန်တဲ့ရက်တွေကိုကောင်းကောင်းနေထိုင်သွားပါတော့တယ်နင်းနီဟာနွားလေးကိုတော့မောင်းတက်သွားခဲ့ပါတယ်ဟေးရက်ဆန်းငါတို့အခုလေထဲကိုသွားရမှာမဟုတ်ဘူးတခြားနေအောင်သွားရမှာဒီနေရာကိုသူကအတော်လေးသဘောကျခဲ့ပါတယ်နွားနှကောင်းရဲ့တငယ်ချင်းတောင်ဖြစ်သွားပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။